ကစီယူချန်နယ်လေးကပြန်လဲကြိုးစားပါရပါနော်နေဘာလဲပြောချင်လဲဆိုတော့နော် MPA ရအောင်နော်အဲဒီဟိုကောင်းကောင်းပေါ့နော်တောက်ချောက်လဲကျွန်တင်ပေးနေတယ်ဒီကတည်င်းမဖြစ်တဲ့အရာဗျာသူတို့ကလုံးဆိုပေါက်ပန်းလေးတဲ့ပေါက်ပန်းလေးတဲ့ဟိုပေါ့နော်တည်င်းမဟုတ်ဘဲနဲ့တင်ဆက်တာတင်ဆက်ရေးတာပေါ့နော်နာမည်နာမည်ခန္ဓာရင်သူကတည်င်းဌာနကြီးပဲနာမည်ခန္ဓာရင်တည်င်းဌာနကြီးပဲအမှန်တကယ်ဘာတည်င်းဌာနမှမဟုတ်ဘူးမြတ် သတင်းမဟုတ်တာယူသတင်းသတင်းသတင်းလုံးနေပါခင်ဗျာသတင်းဟုတ်တော့ကြာသတင်းမလုပ်တော့ခင်ဗျာနော်ကျွန်တော်သူတို့ပေးနေတဲ့ message ကဘာတော့ဒီဟာမျိုးတွေကျွန်တော်တို့ကပြောတာဟိုတခုခုဆိုလဲကျွန်တော်တို့မတင်ပေးတဲ့အရာအများကြီးရှိရပေါ့နော်ကျွန်တော်တို့ဟိုကျွန်တော်တို့သတင်းမဟုတ်နော်ဒါဒါပြောမယ်သူတို့သတင်းဌာနကြီးတွေဖြစ်ပြီးတော့သတင်းမတင်လို့ကျွန်တော်ပြောတာကျွန်တော်တော့ရှင်းလို့ကျွန်တော်မြင်လာလေးပြ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 ကောက်နှုတ်ချက်လေးပြပြပြဒါပဲနော်ဝေဖန်ပေးတယ်တုံးသက်ကြည့်တယ်ကျွန်တော်ညံမိသားပေါ့နော်ကျွန်တော်ပဇွန်သိအောင်အောင်နဲ့တုံးသက်တယ် ဲ့တော့ဒီမှာဆိုလဲတစ်ချက်ကြည့်လို့ရတယ်ဗျာเนาะတစ်ချက်ကြည့်လို့ရဟိုသတင်းမှမဟုတ်တဲ့အရာကြီးကိုသတင်းမှဆိုတဲ့အရာကတော့အသင်ပြေမနေဘူးဗျာเนาะအကြောင်းဒီမှာဟိုရုရှားခီးစင်နေပါညာတွေဆိုတီယုတ်ပဲဆိုတော့ရုရှားပဲဆိုတော့ခဏတော့ဒါသတင်းမဖြစ်တော့ဒါပွင့်လင်းဆုံးဗျာဘယ်သူပဲဒီရုရှားနဲ့တီယုတ်ဆိုတော့တောက်တော့သွာလာနေဗျာသတင်းမဖို့ဗျာပဲနဲ့သွာလာလှုပ်ရှားပြီးတော့လုံနေတာပဲအခုသူဘိုးဗန်ရောဟိုပတ်တပတ်တည်းကုန်သွားနေကြတာ နော်အများကြီးပဲအကြတော့ဒီလောက်အများကြီးသွားနေတဲ့အရာကြီးခင်ဗျာတရင်မတက်တာကြီးအများကြီးပဲဒါကြီးသတင်းသတင်းလုတ်ပြောနေတာအကြောင်းမဟုတ်တော့ရုရှားနဲ့တရုတ်ဆိုတာခင်ဗျာသွားလဲဘာမှသတင်းမဖြစ်တော့နော်ဒါကြီးတွေကိုရှောက်ပြောနေတာဆိုခင်ဗျာတစ်ချက်နားတောင်ကြည့်ရမယ်နော်ဒီမှာရုရှားနိုင်ငံမော်စကိုမြို့ကိုရှောက်နေတဲ့မင်းအောင်လိုင်ကပြည်တွင်းကနေယူသွားတဲ့ငါတလောက်ပေါင်းလက်ဖက်တွေနဲ့ရုရှားကိုဖားခဲ့လို့စစ်ကောင်စီပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားချက်အရမော်စကိုမှာပြုလုပ်မှန်း ကမ္ဘာအနှုမျိုးဖိုရမ်ကိုတက်ရောက်ဖို့မင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုမနေ့ကရောက်ရှိနေခဲ့တာဖြစ်ပါတယ်။အခုလိုရုရှားကိုရောက်ရှိနေတဲ့မင်းအောင်လှိုင်ကမနေ့ကနိုဘာစီဘက်မျိုးအုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့ပြီးမြန်မာကနေယူလာတဲ့ငါတလောက်ပေါင်းလက်ဖက်တုပ်တွေကျွေးခဲ့တယ်လို့ဆိုထားပါတယ်။ရုရှားဟာမြန်မာစစ်တပ်အတွက်အထူးကလက်နက်တင်ပို့တဲ့နိုင်ငံဖြစ်တဲ့အပြင်တော်လင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့လေရန်ရဟရင်ဒုံးကျည်စနစ်နဲ့ချလိုက်လိုက်တော့ကြံသေးတယ်မပြောတော့ဘူးနော်။ မပြောတော့ဘူးဆိုတော့ဘာလို့မပြောတော့အောင်လဲဆိုတော့ဟိုဓာတ်ရသတင်းမှမဟုတ်တာဗျာသတင်းဆိုတာဘယ်လိုလဲဆိုတော့တကယ်ကိုယ်နိုင်ငံအတွက်ပြောင်းလဲတစ်ခုအရေးတစ်ခုလုံနေတဲ့အရာမျိုးဒါမျိုးတွေကိုကျွန်တော်တို့ကပြောပြပေးရမှာလို့ကျွန်တော်တို့ထင်တာပေါ့နော်ဒါဒါကျွန်တော်ကျွန်တော်တွေးပေါ့နော်သူတို့ကတော့ဘယ်လိုလက်ခံတော့မသိဘူးကျွန်တော်တို့ကတော့အဲ့ဒီအဲ့ဒီအရာမျိုးလက်မခံဘူးဗျာဒါအပွင့်လင်းဆုံးပြောတာနော်သူတို့ပေါက်ပါလေးတဲ့ပေါက်ပါလေးတဲ့ပြောဆိုနေတဲ့အရာကျွန်တော်တို့ကဒါတွေကိုသတင်းသတင်းဖြစ်နေလက်ခံရမှာလား မေနော်အခုဆိုလို့ရှိရင်အဲ့ဒီရုရှားတို့ဒီတရုတ်တို့ဆိုတာတင်းအောင်မဟုတ်တော့ဘူးကျွန်တော်တို့ဆိုထက်ထက်မပြောတော့ဘူးကြိုက်တယ်လို့သွားထက်မပြောတော့ဘူးဝေလည်းမဝေပါတော့မထူးမှမကြအခုဒီမှာမလေးရှားကိုနိုင်ငံကြီးဝန်ကြီးကိုယ်တိုင်လာပြီးတော့တွေ့တယ်စုံတယ်ဆိုတာမှအဲ့ဒါတင်းဘာလို့ဆိုမလေးရှားကခင်ဗျာဘာဖြစ်တယ်ညာဖြစ်တယ်အာ5 point consensus ဘာညာကွီးကွာညာအဲဒါပြောပြီးစုံနေပြီးတော့အခုဆိုလို့ရှိရင်ဘာဖြစ်တော့လုံးဝလက်ခံပါတယ်ပြုပါတယ်အကုန်ဖြစ်ကုန်ပြီခင်ဗျာနည်းနည်းလေးတွေဒီဟာမှတင်း ခင်ဗျားတို့ဒီဟာမျိုးတွေမြင်ရမှာပြောရမှာဒီမှာဘလို့တွေဖြစ်ကုန်ပြီထိုင်းเนาะမလေးဟင်ခင်ဗျာတဖြည်းတဖြည်းအခုဘယ်သူကအတရားဥက္ကရာလုံနေတော့ခင်ဗျာဒါတွေနည်းနည်းလေးတွေတွေးသမ်းပါနောက်ပြီးတော့ဒီနိုင်ငံရေးဝန်ကြီးသူကခင်ဗျာဟိုရဲ့เนาะဝန်ကြီးချုပ်ရဲ့ဟာကိုတည်လာတာ authority man ခင်ဗျားတို့နောက်တစ်ခုဒီမှာခင်ဗျာနော်ဟိုတစ်ချက်တော့ဒီမှာလည်းကျွန်တော်ပြပြပြီးရမယ်ဒီမှာတော့ဖွင့်ပြပြီးတော့နော်အဲကြောင့် ဟိုတချို့အရာတချို့အရာကြီးကခင်ဗျနောက်ပြီးဒီကဒီမှာကြီးရဲ့အခမ်းအနားကိုကြီးလိုက်ခင်ဗျနိုင်ငံတော်အလန်နေမပါဘူးတော့ထူကြတာနိုင်ငံတော်အလန်နေမပါဘူးခင်ဗျနိုင်ငံတော်အလန်နေမပါဘူးမလေးရှားနိုင်ငံရဲ့ဝင်ကြီးကြီးကိုဝင်ကြီးကိုမလေးရှားနိုင်ငံရဲ့ဝင်ကြီးကိုတွေ့တာနိုင်ငံတော်အလန်နေမပါဘူးနိုင်ငံတော်အသင်းတွေ့ဆုံတာမဟုတ်တဲ့သဘောမျိုးလားဒါကတော့တိုင်ရင်းတမန်ကြီးတွေတိမှာပေါ့နော်ကျွန်တော်တို့ကတော့မသိဘူးပေါ့နော်ခင်ဗျ ထူကြတာဘူးကွာဘယ်နိုင်ငံဘယ်နိုင်ငံမဖြစ်တွေးစုံလို့ရှိရင်နိုင်ငံတော်လန်နေပါဒီကတော့ထူထူကြကြကြီးဗျနော်ထူထူကြကြကြီးအဲ့ကြတော့နော်ကျွန်တော်ဒီကဟိုတည်းမဲ့အတန်ပဲကြည်လိုက်ပါနော်အတန်ပဲကြည်လိုက်ဟိုကျွန်တော်ဒီမှာရုပ်ဖွင့်ပေးတာမှာနော်ကျတော့ပြည်တော်စုတမရမြန်မာနိုင်ငံတော့ ရှားရီတမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျန့်တာယာရေးကွန်ရှင်ဥက္ကဋ္ဌဘူဂျုံမူကြီးမဲအောင်လိုင်ဟာမလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဒါတိုဆာရီဥတ္တမဟာတီမိုဟာမက်ဘင်ဟာတီဟတ်ဆန်အာဒီဂရီမနပိုင်းကနေပြည်တော်ရှိတမရအေဂီယာမှာလက်ခံတွေ့ဆုံပါတယ် အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်ရှားရေးတမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့အတူကော်မရှင်အတွင်မှတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရင်ဝင်းဦးနဲ့ကော်မရှင်အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးတန်းဆွေတို့တက်ရောက်ကြပြီးမလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနဲ့အတူအာဆီယံအလဲချဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တန်ဆရီဥတ္တမန်ဟာရှင်နဲ့တာဝန်ရှိသူများတက်ရောက်ကြပါတယ်။ အဲ့ဒီလိုတွေ့ဆုံရမှာမလေးရှားနိုင်ငံနိုင်ငံသားဝင်ကြီးကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုများအားတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်းအာဆီယံအနေဖြင့်မြန်မာနိုင်ငံရဲ့ဂျူပန်ဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုပြောကြားလိုပါကြောင်းရွေးကောက်ပွဲလေလာဆောင်ကြည့်ရေးအဖွဲ့များကိုလည်းဆက်လက်ပေးသွားမှာဖြစ်ပါကြောင်းဖြင့်ဥစွာဆွေးနွေးပြောကြားပါတယ် ပါရီနော်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌကဆွေးနွေးပြောကြားရမှာအခုကဲ့သို့မိမိတို့နိုင်ငံတို့လမ်းရောက်တွေ့ဆုံမှုအတွက်ဝမ်းမြောက်ပါကြောင်း ပါတီစုံဒီမိုကရေစီအတွက်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက်2024ခုနှစ်ကပင်စတင်အတိပေးပြောကြားခဲ့ပါကြောင်းမိမိတို့အနေနဲ့နိုင်ငံရေးအရာသဘောထားကွယ်လွယ်သူများနိုင်ငံရေးပါတီများကိုရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်ချိန်ရရှိအောင်ဆောင်ရွက်ပေးခဲ့ပါကြောင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်းဥပဒေနဲ့ညီဆောင်ရွက်ခဲ့ပါကြောင်းအခုရွေးကောက်ပွဲမှာဥပဒေနဲ့ကိုင်းကြီးတဲ့နိုင်ငံရေးပါတီ58ပါတီဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးကုစရေလောင်း9000ကျော်ရှိပါကြောင်းဒါနလနဲ့ကိုင်း အဖွဲ့များနိုင်ငံရေးလမ်းကြောင်းပေါ်မှာရှောက်လန်းနိုင်ဖို့အတွက်ငြိမ်းချမ်းရေးရရှိအောင်ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၂018ခုနှစ်ကစတင်ပြီးဒီကနေ့ချိန်ထိပြစ်ခတ်တိုက်ခိုက်မှုရစဲရေးအတွက်ထုတ်ပြန်ချက်28ကြိမ်ဆောင်ရွက်ပေးခဲ့ပါကြောင်း နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့်အတန်းပတ်လုံရများလှုပ်ဆောင်နေသူများကိုလည်းနိုင်ငံရေးလမ်းကြောင်းပေါ်မှာပုံဝင်လာနိုင်ဖို့အတွက်တုံးချိန်ဖိတ်ခေါ်ခဲ့ပါကြောင်းအခုလ15ရက်နေ့မှာ MCA နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီး MCA လက်မှတ်ရေးထိုးထားတဲ့တန်းသလန်နက်ကန်အဖွဲ့များမှခေါင်းဆောင်များ MCA လက်မှတ်မရေးထိုးရသေးတဲ့တန်းသလန်နက်ကန်အဖွဲ့များမှခေါင်းဆောင်အချို့နဲ့နိုင်ငံတကာမှအသိတက်တွေများတက်ရောက်သွားမှာဖြစ်ကြောင်းဖြင့်ဆွေးနွေးပြောကြားပါတယ် အရင်နောက်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရင်မြန်မာအီလက်ထရောနစ်ဘဲပေးဆက် MVR များဖြင့်စာနာမဲပေးခြင်းများဆောင်ရွက်သွားမယ့်အခြေအနေများရွေးကောက်ပွဲအားအပိုင်းလိုက်စနစ်ဖြင့်ကျင်းပပြုလုပ်သွားမယ့်အခြေအနေများ အင်းဒီချင်းနိုင်ငံများနဲ့နိုင်ငံတကာမှာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များဖိတ်ခေါ်ထားရှိမှုအခြေအနေများရွေးကောက်ပွဲကျင်းပပြီးချိန်မှာမြန်မာနိုင်ငံအနေနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဆက်လက်လျှောက်လှမ်းဆောင်ရွက်သွားမယ့်အခြေအနေများမြန်မာနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့အတွင်အပြုသဘောဆောင်တဲ့ကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိမှုအခြေအနေများနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများအားပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေများ ိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုများမြင့်တင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနဲ့ပတ်သက်ပြီးရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖက်လှယ်ဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာကဲဒါမြင်သာဖို့ပြောတာချီယာဟာမျိုးကရုရှားသွားတာပြည်ပြတရုတ်သွားတာပြည်ဘာပဲညာပဲတွေအဲ့လောက်ကြီးကမဟုတ်တော့ဘူးလေဗျဘာလို့လဲဆိုတော့21 22 23 24 25ရောက်သွားပြီဗျာခင်ဗျာ 21 22 23 24ဌိပဲဖြတ်မယ်ဆိုရင်တော့မလေးရှားတို့ဘာဖြစ်နေတော့ဘာပြောနေတော့ဂူကိုယ်တိုင်လာတွေ့ရတယ်အရှိတီမောဘလို့ဖြစ်သွားတော့ဒါရအထူးကြချက်တွေဒီအထူးကဘာလို့တော့ဒီဟာတွေကမှမြင်တာတဲ့အရာဒီအရာကြီးမှထူးခြားတဲ့အရာလေးတွေခင်ဗျာညာကာကာတီတီကာကာတီတီဘာပြတဲ့ညာပြတဲ့ပေါ်ပါလေးသက်ပြောနေတဲ့အရာတွေမှဒါတွေမှခင်ဗျာ ပေးခြင်းနဲ့မသိကြတဲ့ဒါရင်မှထိရောက်တာဟိုရုရှားသွားသွားတရုတ်သွားသွားအဲ့ဒီအရာကြီးဘယ်သူဘသူအတွက်မှလည်းမဟုတ်တော့မြန်မာဘာလို့လဲတိတာကြီးလေးပဲဒီအရာတွေကနော်တရုတ်နဲ့ရုရှားဆိုတာထောက်ခံတယ်ဆိုမြန်မာနိုင်ငံကိုထောက်ခံတယ်ဆိုတာပြီးသွားပြီအခုကထက်ထက်တိုးလာတဲ့အရာကြီးဟာအရင်ကမတူ क्वे ပြားပဲနဲ့ဟာအသေးတာအသေးတာအခန်းကြီးအခန်းကြီးနော်ညင်းကြပြီးတော့နော်သဘောထားကွဲလဲမှုတွေဖြစ်ခဲ့တဲ့ဟာကြီးအခုပြန်ပြီးတော့နော် အချင်းဒီမောလဲလာတွေ့ရတဲ့အခုဆိုမလေးရှားလဲလာတွေ့ရပြီလီလာဆောင်ကြီးအဖွဲ့ကြီးလဲလွတ်ပြီးမပြုတ်ပေးမဲ့ဆိုတဲ့ခမရတို့ဒီဟာကြီးအမှတကယ်ထူချရဲဖြစ်တယ်နော်တကယ်ထူချရဲဖြစ်ရနော်ဒါမျိုးကိုမတင်ဆက်ကြပဲနဲ့ဟောပေါက်ပန်းလေးတဲ့ပေါက်ပန်းလေးတဲ့ခမရတို့ဟမ်အမားရီပေးနေမှာနာချီယောက်ကထဲမှာပဲထပ်ပြီးတရားခါမှာနာချီယောက်ကတော့ပြောတော့ဘလုံးကောင်းထဲမှာပဲလတ်တာနေမှာလားခင်ဗျားတို့ဘလို့ဘလို့ဆက်ပြီးလုံးအောင် အမအရွေးတစ်ခုပြောင်းလဲတစ်ခုဖြစ်သွားပြီပြောင်းနေပြီလုံနေပြီဆိုတဲ့အရာကိုနော်အဲ့ဒါပြောတာကျွန်တော်ပြောတာအညူကြီးခွေးတောင်သားကြီးကလည်းဒါမျိုးကြရင်ကတော့အကုန်လုံးလက်ဆပြနော်မြစီမား AR မြန်မာတော့ခက်တဲ့နော်ဒီ BBRV ဘာညာကွီးကွာအဲ့ဒီဟာတွေအကုန်လုံးအကုန်လုံး VOA တို့နော်ဖောက်ဟာကြီးကဒါမျိုးတွေပြောရမှာလေဒီမှာအရွေးတစ်ခုပြောင်းလဲတစ်ခုဖြစ်နေငါတို့ဘလို့လုံးအောင်ဘလို့ကန်ကြမလို့ခင်ဗျာသူများတီးရတီးလုံးတော့မှ లై ကနေတော့သူများခင်ဗျာကတီးရတိုင်းခင်ဗျာ లై ကနေပါဟမ်ကျွန်တော်ပြောတော့ဘောပေါလားမသိဘူး ဟိုကအတီးသမားအတီးတီးတွေကိုခင်ဗျာကာကွယ်ကာခင်ဗျာဘာသူဘလို့ကနေကနေမသိဘူး तू तू တီးတဲ့တီးလုံးနေတိုင်းခင်ဗျာလိုက်ကနေရတယ်အန်ယူဂျီဆိုတာနော်ဟိုကတီးကျင်တယ်လို့တီးနေပြီတီးကျင်တယ်လို့တီးနေပြီကာကွက်တဟိုတီးကွက်ဆန်းနေဟိုတီးလုံးနေပြောင်းနေပြုတ်နေပုံမျိုးခင်ဗျာဒီဘက်ကပေါက်ပန်းနေတယ်ပေါက်ပန်းနေတယ်သူများရဲ့တီးလုံးနောက်ဟိုတန်စင်နောက်ပဲလိုက်နေရတော့ဆိုရင်တော့ခင်ဗျာအဲဆောက်သုံးကြတဲ့ဖွဲ့စီဖြစ်နော် အဲ့ဒါကိုကတိမကြောက်တိမကြောက်ပြီးဖုံဖုံပြီးဖုံပြီးနေအခုဒီမှာဖြစ်နေတဲ့အရာဒါမျိုးတွေကထူးကြတယ်ထူးကြတယ်အချစ်တီမောလာတာထူးကြတယ်အခုမလေးရှားလာနေသူ့အသူသူ့အသူသူ့အသူအရင်ကဘာဖြစ်တယ်ညာဖြစ်တယ်ပြောခဲ့တဲ့အရာအဲ့ဒီအပြောင်းလဲကိုကျွန်တော်တို့ကဒါထူးကြလို့ခေါ်တယ်နောက်ပြီးရမှတွေ့ရမလားအလွတ်တန်းတွေးဆုံနေလို့တော့ကျွန်တော်ကတော့ခံပါတယ်ဘာလို့နိုင်ငံတော်အဆင့်ဆိုနိုင်ငံတော်လည်းနေပါမှာလေနိုင်ငံတော်အဆင့်မဟုတ်နော်ဒါမှချင်းမှာမယ်ခင်ဗျားတို့တန်တမန်ရေးတမန်ရေးပို့ကျွမ်းကျင်တဲ့လူတွေသိလိမ့်မယ်ကျွန်တော်တို့ကတော့မြင်တဲ့အမြင်ကထူးကြနေတယ် ပလိန်တွေ့ဆုံတာပလိန်တွေ့ဆုံတာဖြစ်နေတယ်ခင်ဗျာနော်အကြတော့ကျွန်တော်တို့ဘာပြောနေပြောနေဇင်မောင်နော်ဇင်မောင်စောက်ချက်လေးရှိပေါ့နော်ဇင်မောင်စောက်ချက်လေးရှိအဓိကဇင်မောင်နော်ဟိုသွားတာနဲ့ဒီသွားတာနဲ့အားတွေ့ရတာဆုံရတာနဲ့အခုကြတော့ဘာဖြစ်တော့လာတွေ့မင်းတို့လာတွေ့နော်ရှင်းရှင်းလေးပဲ